ီနေ့သာသနာတော်နှစ်2569ခုနှစ်ကောဇာတက္ကသိုလ်1380ရုံလပြည့်စုံ၄ရက်2025ခုနှစ်ဇွန်လ14ရက်ဒီနေ့စနေနေ့ရန်ကုန်တိုင်းဒေသကြီးဖန်းကျွနယ်ငါတကြီးဘုရားရှင်မောင်နိုင်ဖေတော် တာမဏေကျော်လင်္ကာရ6ဘွဲသာသနာ့တရားဓမ္မစရိယဝိနည်းထရဝိနည်းကောဝိထဒီကဘာနကစံတော်စံဘေဘောစံဘေဘောပေါင်းမြောင်များစွာကို အောင်မြင်တော်မူသော အရှင်သာမိအရှင်ပညာသာမိလင်္ကာရအာတင်းဒီဆရာတော်ဘုရားများတရားဓမ္မအပေါင်းတို့စုပေါင်းပြီးတော့ဂုံပြုပူဇော်ပဲပေါ့ ဘိန်းတို့တက္ကမပေါင်းသူတော်ကောင်းတို့ကတော့ဒီနေ့အရှင်ပြညာသာမီလင်္ကာရရဲ့ပူဇော်ပွဲကိုအကြောင်းပြပြခါကြတော့အလွန်တရာကံကောင်းတဲ့ပုဂ္ဂိုလ်တွေပေါ့အလွန်တရာကံကောင်းတဲ့ပုဂ္ဂိုလ်တွေလားကံဆိုးတဲ့ပုဂ္ဂိုလ်တွေလားကံကောင်းတဲ့ပုဂ္ဂိုလ်တွေအရွက်ကိုမုတ်ကြည့်လိုက်ရင်နောက်ကိုမုတ်ကြည့်လိုက်ရင်ဘုရင်တို့ဘုရားကြီးမဖူးမြင်ရဘူးလားဘုရားကြီးဖူးမြင်ရတာလည်းပဲမင်္ဂလာတစ်ပါးပဲပေါ့ ဟုတ်တယ်မို့လားအဲ့တော့ဘုရင်တို့ရောင်တိုင်းဒေသကြီးတဲ့မှာကြီးကိုကြီးအပါဝင်ဖြစ်တဲ့ငါးတက်ကြီးတဲ့အဲ့တော့ငါးတက်ကြီးဖရာကိုအထုတလဲဖိုးမြင့်စရာမလိုဘဲနဲ့ကိုပဲအလိုလိုဖိုးမြင့်ခွင့်ရသွားတယ်ပေါ့နောက်တစ်ခုကလည်းပဲသောသောကတီလာပေးသွားတဲ့ဆရာတော်ကဘုရင်တို့တိပိဋကမဟာဂါဏံဆရာတော်ရဲ့ပဓာနနိုင်ကဆရာတော် သောသောလည်းတိုင်းဥက္ကရာဆရာတော်ကရှိသေးတယ်ပေါ့ဗျာသောသောကဘုန်းကြီးတို့ဘုန်းကြီးရဲ့ဘေးနာကကံဘောဇတိပိဋကဆရာတော်နောက်ဟိုဘက်ကကုရေဦးတိပိဋကဆရာတော်တို့ဆိုတာကတိပိဋကတွေနေကဘုန်းကြီးတို့တိပိဋကသုံးပုံအကုန်လုံးအာကုန်ရောရေးပြီးရောပြီးသွားတဲ့ဆရာတော်တွေပေါ့ခန္ဓာကခန္ဓာတွေကလည်းပူဇော်ဘက်ကိုဖျားချသွားတဲ့ဆရာတော်တွေက တိပိဋကနှစ်ပုံနေနှစ်ပုံခွဲတွေဒါကြောင့်မို့ဘုန်းကြီးတို့တကမှာပေါင်းသူတော်ကောင်းတို့တဏှာတဲ့တစုတဲ့တဝေတဲ့မှာသာသနာတော်မှာထင်ရှားကျော်ကြားတဲ့ဆရာတော်တွေကိုဖူးမြော်ခွင့်ကြီးညူခွင့်ရတာတွေဟာကံမကောင်းဘူးလားကံကောင်းတယ်ပေါ့ဗျာကံကောင်းကြတဲ့ပုဂ္ဂိုလ်တွေအဲ့တော့ဘုန်းကြီးတို့ဒီနေ့တော့အချိန်ရသလောက်ခရင်နည်းနည်းလေးဘုန်းကြီးတို့ ဒီပူဇော်ရခြင်းအကြောင်းနဲ့ပူဇော်ရခြင်းအကျိုးပေါ့ဖိန်းတို့ကိုဇံဝဲအောင်ကြတယ်ဆိုလို့ရှိရင်ဖိန်းတို့ပူဇော်ဝဲတွေပြုလုပ်ကြတယ်ဖိန်းလည်းပဲဒီပူဇော်ဝဲတွေကိုနှစ်ပေါင်းများစွာရေးလာလိုက်တာဖိန်းတိတ်တပ်ပေါင်းတထောင်ကျော်လောက်ရှိပြီဖိန်းရေးတာတိတ်တပ်ပေါင်းဘယ်လောက်တယ်တော့ကျွန်တော်ရှိပြီပေါ့ဗျာဖိန်းအဲ့ဒါ နှစ်ပေါင်း340အတွင်းမှာရေးတာပေါ့အဲ့လိုပဲဂါတာတွေရောပေါ့စာတွေရောပေါ့အဲနောက်ဆောင်းပါးတွေရောပေါ့ရေးပြီးတော့ဘုန်းကြီးတို့ဘုန်းကြီးတို့ကလည်းပဲပါဝင်ပြီးတော့ဂုံပြုဘုဇော်ကြရတယ်ပေါ့ဘာဖြစ်လို့ဂုံပြုဘုဇော်ရရလဲဆိုရင်ဘုရားရှင်ကိုတော်မြတ်ကကိုပဲတိုက်တွန်းထားတာရှိတယ်ကိုကိုအရှင်သာအရှင်ပြန်ရတာမိလင်္ကာရကိုအာဂုံအောင်ထားလို့ရေးပြီးဖြေဖို့လို့ကြံခဲ့တဲ့ အဲ့ဒီကဒီကနိခေပဒီကနိဒီကဘာဏကကိုစံဖို့ပဲအောင်ထားခဲ့ပြီအဲ့ဒီဒီကနိကာယကောဝိတာတဲ့ကဒီပါဋိကဝေအထကရာမယ်ဘုရားရှင်ကိုယ်တော်မြတ်ကစုံဒကိုတိုက်တွန်းခဲ့တာရှိတယ်စုံဒစုံဒတဲ့ဧဝံဤသို့ဣဒံဘေကုံဤကဲ့သို့ပရိယတ္တိယာမာ ထူးချွန်းပြောင်းမြောက်အောင်မြင်ခြင်းသို့ရောက်ကြတဲ့အရှင်သာမိတို့အရှင်ပညာသာမိလင်္ကာရတို့ကဲ့သို့ပုဂ္ဂိုလ်မျိုးကိုဒုံမေတင်ရှိသားတို့ကပတန်တထချူးမကြကုန်လောပူဇေထပူဇော်ကြကုန်လောတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကနေတော့ဆုံတော့ကိုတိုက်တွန်းလိုက်တယ်သာသနာ့မှာသာသနာ့တော်မှာထင်ရှားကြွကြတဲ့ထူးချွန်းပြောင်းမြောက်အောင်မြင်ခြင်းသို့ရောက်ကြတဲ့ပုဂ္ဂိုလ်မျိုးကိုတဲ့တော့ တင်ချစ်သားတို့ကပူဇော်ကြပါတဲ့ချင်းမွန်းကြပါတဲ့နောက်ဆက်ပြီးတော့လာတယ်ဟေးပူဇော်တဲ့เจ้าညီလာကောင်းကိုထီလောင်းဆွက်ခါများသည့်တအောင်ချင်းစွာမတွေ့ပြောကြပါညာဧသောဘိက္ခုဤကဲ့သို့ပရိယတ်တိယာမထူးချွန်ပြောင်းမြောက်အောင်မြင်ခြင်းသို့ရောက်ကြတဲ့ပုဂ္ဂိုလ်မျိုးသည်ဓမ္မကတိချက်သားတို့အတွက်နတ်တာဝကောနာမတာဝကမဟုတ်ပေဘူး ဧတယေတောဧကတောပရိယတိယာမထုရွံပြောင်းမြောက်အောင်မြင်ခြင်းသို့ရောက်ကြတဲ့ပုဂ္ဂိုလ်မျိုးသည်ဘုဒ္ဓနာမဘုဒ္ဓမြည်ပါれတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကသောသောကဘုန်းကြီးတို့ဒီမှာဩဝါဒပေးသွားတဲ့ကံဘောဇာဆရာတော်တို့ခုနရေဦးဆရာတော်တို့ဆိုတာကတိပိဋကဒရဆရာတော်တွေအဲ့လိုကိုအရှင်ပြပညာတန်ပြီဆိုလို့ရှိရင်လည်းတိပိဋကဆရာတော်တွေ အဲ့ဒါလို ပရိယတ်တိကိုဆောင်ထားတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဗုဒ္ဓလေးမျိုးတဲ့ကသုတ္တဗုဒ္ဓတဲ့ဘာဗုဒ္ဓတဲ့ဧတာဧတောဤကဲ့သို့ဧတောဘိက္ခုဤကဲ့သို့ပရိယတ်တိရာမထူးချွန်ပြောင်းမြောက်အောင်မြင်ခြင်းသို့ရောက်ကြတဲ့ပုဂ္ဂိုလ်မျိုးတွေဒုံမေတိရှိတတ်တို့ကပတန္တရချီချွေရပါဧတောဘိက္ခုဤကဲ့သို့သောရာမျိုးတိဒုံမကတိရှိတတ်တို့ရဲ့နတ်သာဝကောနာမသာဝကမဟုတ်ပေဘူး ေတာယေတောဤကဲ့သို့သောပုဂ္ဂိုလ်သည်ဘုဒ္ဓနာမတုတ္တဗုဒ္ဓအမည်ရပါတယ်ဗုဒ္ဓက၄မျိုးရှိတယ်ဗုဒ္ဓကဘယ်နှမျိုးပါလဲတမ္မတံဗုဒ္ဓရဲ့ပြည့်စုံကဗုဒ္ဓရဲ့သုတ္တဆာဗုဒ္ဓရဲ့ဘုဒ္ဓဗုဒ္ဓရဲ့ပေါ့ဗျာအဲ့တော့ဆိုတော့ဘုန်းကြီးတို့ကပရိယတ်တိကိုဆောင်ထားတဲ့ပုဂ္ဂိုလ်တွေဟာတဲ့သုတ္တဗုဒ္ဓအမည်ရတယ်တဲ့ပရိယတ်တိအရှင်ပညာသံမိတို့လို့ ပိဋကတ်ကိုဆောင်ထားတဲ့ပုဂ္ဂိုလ်ကိုဘာလို့ခေါ်တယ်။သုတ္တဗုဒ္ဓအမည်ရတယ်။ဗာဗုဒ္ဓအမည်ရတယ်။ဘုရားရှင်ကလည်းကဒီပုဂ္ဂိုလ်မျိုးကိုတဲ့တာဝကောနာနာတာဝကောနာမှာတာဝကမဟုတ်ပြီဘူးတဲ့။ဘုဒ္ဓနာမှာသုတ္တဗုဒ္ဓအမည်ရပါတယ်တဲ့။ဒါကြောင့်မလို့ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို တုံးမေတင်ချက်သားတို့ကပတန်တထချီးမွမ်းကြပါပူဇေထပူဇော်ကြပါဆိုတဲ့အတိုင်းပဲဒီနေ့ ဆရာတော်ဘုရားတို့နဲ့တကွရဟန္တာဃာမတွေကုဒ်အမေတွေဖေတွေအစိုက်တော်အဖြစ်ဘုန်းကြီးတို့တကမပေါင်းတော်တော်ကောင်းတော်နေပြီးတော့ဒီနေ့ပူဇော်ကြတယ်ပေါ့ဗျာအဲ့လိုပူဇော်ကြတဲ့အတွက်ကြောင့်မလို့ဘုရားရှိခိုးတော်မြတ်ကခုနပြောခဲ့တဲ့သုဒ္ဓဗုဒ္ဓအမိရခဲ့တဲ့ပုဂ္ဂိုလ်မျိုးကိုတဲ့ဘုရားရှိခိုးတော်မြတ်ကဧတံဘိက္ခုဤကတုသောပုဂ္ဂိုလ်မျိုးကိုဣတိဟိတုဘဂဝါဘုန်းတော်၆ပါးတခင်ခိုးတော်မြတ်ကြီးသည် အတ္တနောဌာနိမိမိဖျားရှင်ရဲ့ယာရု၌တပေတိထားတော်မူခဲ့ပါပဲ၏အဲ့တော့ဖျားရှင်ရဲ့နေရာမှာသုတဗုဒ္ဓရဲ့လို့ဖျားရှင်ကိုယ်တော်များကထားတော်မူခဲ့တယ်တဲ့အဲ့ဒါလိုထားတော်မူခဲ့တယ်ဘာဖြစ်လို့မလို့ဒီစာပေတွေကိုဆောင်ထားတဲ့ပုဂ္ဂိုလ်တွေပိဋကတ်ကိုအောင်ထားတဲ့ဆောင်ထားတဲ့ပုဂ္ဂိုလ်တွေကိုဘာဖြစ်လို့သုတဗုဒ္ဓအမိရတာလဲဆိုလို့ရှိရင်ခု ိဋ္ဌိကမှာပဲဆက်လက်ဖွင့်ပြတာအကြောင်းအကြောင်းပြဟိဗတ်တစ်ခုနဲ့ဖွင့်ပြတာရှိတယ်ပေါ့သတ္ထုကိစ္စကရဏတောတဲ့ဘုရားရှင်ရဲ့ကိစ္စတွေကိုဒီပုဂ္ဂိုလ်တွေကပြုလုပ်ကြနိုင်မယ်ဘုရားရှင်ရဲ့ကိစ္စတွေဆိုတာဘာလို့လဲဆိုလို့ရှိရင်ဘုန်းကြီးတို့ဘုရားရှင်ရဲ့သာသနာတော်ကြီးအရှိခန့်၍ဒီတန်းအားပြုလုပ်ကြနိုင်မယ်တဲ့ဒါကြောင့်မလို့ ဒီပုဂ္ဂိုလ်တွေကိုပူဇော်တင်ပါတယ်။နောက်တစ်ခုကဘာလဲဆိုရင်တော့တတ္ထထုပိရိကတော၌အတ္တထုပုဂ္ဂိုလ်အားတမ္မာဒေဝကောင်းစွာတန်လဲအဝဋ္ထိတဘာဝတော်တဲ့ဒီတရားတော်တွေမချွတ်တည်သေးအဖြစ်ကြောင့်ဒီတရားတော်ကိုသွားပြီးတော့မေးမယ်ဆိုရင်ဘုန်းကြီးတို့ကဧကံဧကကိုပြောပြနိုင်ပါတယ်တဲ့အဝဋ္ထိတဘာဝတော်မချွတ်တည်ရာရဲ့အဖြစ်ကြောင့်မလို့လည်းပဲ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုသုဒ္ဓဗုဒ္ဓလို့အမည်ရပါတယ်တဲ့ဒါကြောင့်မလို့ဤကဲ့သို့သောပရိယတ်တိရာမှာထူးချွန်ပြောင်မြောက်အောင်မြင်ခြင်းသို့ရောက်ကြတဲ့ပုဂ္ဂိုလ်မျိုးကိုတဲ့တင်ချစ်သားတို့ကပူဇော်ကြပါဆိုပြီးတော့ဘုရားရှင်ကိုယ်တော်ကစုံဒကိုတိုက်တွန်းခဲ့တာရှိတယ်ဒါကတော့အထာဂရပြတဲ့စကားလေးပေါ့လေနောက်ဘုန်းကြီးတို့ကအင်ကုတ်တို့အပ္ပတုဒ္ဒတုဒ္ဒမယ်ဆိုလို့ရှိရင်လည်းပဲ ဘောဓုတံဓမ္မရရသဗ္ဗညံဘုဒ္ဓသာဝကံဘောဓုတံအကျမ်းအမြဲများသောဘုရားရှင်ရဲ့ပရိယတ်တော်တွေကို ကောင်းစွာသိမြင်ထားသောဓမ္မတရတိဘုရားရှင်ရဲ့ပိဋကသုံးပုံတွေကိုဆောင်ထားသောဘောဓုတံဓမ္မရရသဗ္ဗညံအဲ့တော့ခုနပြောခဲ့တဲ့ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ပိဋကစာပေတွေကို ုဒ္ဓရှိတယ်ဆောင်ထားတယ်ဆိုရင်တပညာနဲ့ပညာရှိပြီတဲ့ဤကဲ့သို့ပညာရှိတဲ့ရှိတဲ့ပုဂ္ဂိုလ်ကိုတဲ့ဗုဒ္ဓတာဝကဤကဲ့သို့သောပုဂ္ဂိုလ်ကိုဘုရားရှင်ဘုရားကတန်ထိုပုဂ္ဂိုလ်ကို နေတိတွန်ကဲ့ရခြင်းကနာအရတိမထိုက်ပါပူဇိတွန်ပူဇော်ခြင်းငါသာလေအရတိထိုက်ပါပဲဤဘလောက်တောင်ပူဇော်သင်းတယ်လဲဆိုရင်နိခာသံဘောနတတိဝါတဲ့ ဇဘူရီရွှေကြီးကဲ့သို့ရွှေတုံးရွှေကြီးကဲ့သို့အလေးပြုပြီးကကြတော့ပူဇော်တင်ပါတယ်တဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့လူတင် ပူဇော်တင်တာလားဆိုတော့မဟုတ်ဘူးဒေဝပိဏံပတန်တန်တိပြမှုနာပိပတန်တိတော်တဲ့ဤကဲ့သို့ပရိယတ်တိယာမထူးချွန်ပြောင်မြောက်တဲ့အရှင်ပညာတံပိလင်္ကာရောတွေကဲ့သို့ပုဂ္ဂိုလ်မျိုးကိုတဲ့နန္ထိုလ်ပုဂ္ဂိုလ်မျိုးကိုဒေဝပိနာပေါင်းကလည်းပဲ ပဒံတန်းတီချူမန်းကြတယ်တဲ့ကိုဘုန်းကြီးတွေကမှဘောင်းတို့သာချူမန်းကြတာပူဇော်တကြတာမဟုတ်ဘူးကိုနာဘောင်းတွေကလည်းပဲလာပြီးကြတော့ပူဇော်ကြမယ်ချီကျူးကြမယ်ပေါ့ဒါတင်လားဆိုတော့မဟုတ်သေးဘူးပြမှုနာပြပဒံတီတော့တဲ့နန္ထုကဲ့သို့သောပရိယတ်တိယာမထူးချွန်ပြောင်းမြောက်အောင်မြင်ခြင်းတို့ရောက်ကြတဲ့ပုဂ္ဂိုလ်မျိုးကိုပြမှုနာပြလူရင်မကား နတ္တမကမြမများကလည်းပဲပတန်တန်တိပတန်တိတော်ချင်းမွားအပါတယ်တဲ့ဒါကြောင့်ဘုန်းကြီးတို့တရားမပေါင်းသူတော်ကောင်းတို့ဘာပြုလို့မလို့အဲ့လိုချင်းမွားတဲ့ချင်းမွားရတာလဲဆိုလို့ရှိရင်ဘုန်းကြီးတို့ကမစိုးရင်တိုက် ကြီးများကိုတီထောင်သွားခဲ့တဲ့သထတန်ဃာနာတင်တော့ဒုတိယဥက္ကဋ္ဌအဖြစ်ဖြင့်ရှိတော်မူခဲ့တဲ့ ဗဒ္ဒန္တဒုရိယပြုံတာဆိုတဲ့ဆရာတော်ကြီးရှိတယ်။သူကဘာပြောတယ်လဲဆိုလို့ရှိရင် तू ကနိဂေသံမှုဘွဲတွေလည်းဖော်ထုတ်ခဲ့တယ်။ဘိဓမ္မာသံမှုဘွဲတွေလည်းပဲဖော်ထုတ်ခဲ့တယ်။အဲ့တော့ तू ကနေပြီးတော့ပူဇော်ဝဲမယ်ဘာတစ်ခုပြောတယ်လဲဆိုရင်တော့ပုတ္တုဇဉ်တို့ဆိုတာတဲ့။အဘိချင်းမြောက်မှုရှိမှအတ္တထာတဲ့။အဘိချင်းမြောက်မှုရှိမှဘာပါလဲ။ အာတေသာရှိကိုသွားနေတာပေါ့ဗျာဒါကြောင့်မလို့အားပေးမဲ့ပုဂ္ဂိုလ်တွေမရှိဘူးချီးကျူးမဲ့ပုဂ္ဂိုလ်တွေမရှိဘူးပူဇော်ကြမဲ့ပုဂ္ဂိုလ်တွေမရှိဘူးဆိုလို့ရှိရင်တော့အားဒီနေမတလောက်ဘူးလားနေသွားနိုင်တယ်ပေါ့ဗျာဒါကြောင့်မလို့ဘုန်းကြီးတို့တွေရလည်းပဲအားပေးစကားတွေပြောရတယ်အဲ့ဒါဘုန်းကြီးတို့ကလေးတွေရဲ့အလဲတန်းမြန်မာစာတဲ့လားမသိဘူးခပြားတဲ့မေကထိတ်ဆုံးတို့ဆိုတဲ့ခပြားလေး ဘုန်းကြီးတို့ဒကာမတွေတချို့လည်းရမယ်ထင်ပါတယ်ဗျထိတ်ဆုံးသို့တဲ့စကားရာကြားဘူးလားတတောင်းမောတတောင်းစင်တော့အမြင့်ပတ်ချံရံတတောင်းဆုံးပြန်တော့တလုံးကြံပြန်ပေးသမို့ဖန်ဖန်လေအရင်တို့လိုရဲ့ကျိုးလျှောက်ရပြန်ခါတလေတကယ်ပန့်တာကြောင့်တော်ပါပြီဆမလန်းခြင်းဘုရားတန်းကရမယ်ကြံအမှန်တော့ဖြစ်နိုင်မလားတလူလေးဆိုကြတာရှိတယ် တထောင်မောတထောင်ဆင့်တော့အမြင့်ပတ်ချာယံတထောင်ဆုံးပြန်တော့တလုံးကြံပြန်ပေးသမို့ဖန်ဖန်လေးအရင်နှုတ်လို့ရကျူးလျှောက်ရပြန်တဲ့သမ္မဝေဆိုတာဘုန်းကြီးတို့တိပိတကတရဆိုတာပိဋကသုံးပုံပိဋကဘယ်နှပုံမှာလဲသုံးပုံပေါ့ဗျာဒါလေးအာယုံဆိုင်နားထောင်ပိဋကသုံးပုံကိုဝိနည်းပိဋကကြီးက၅ချမ်းရှိလို့မလို့နှစ်ပိုင်းခွဲထားတယ် ာဂုနှစ်ပိုင်းရှေးပြေနှစ်ပိုင်းလေးပိုင်းနောက်ဒီကဏ္ဍိကရလည်းအဖွင့်တို့ကျင့်လို့မလို့သူကနေပြီးတော့တစ်ပိုင်းပဲပိုင်းထားတယ်ပေါ့ဒီကဏ္ဍိကရတော့အာဂုတစ်ပိုင်းရှေးပြေတစ်ပိုင်းဆိုတော့6ပိုင်းမနေဘူးလား6ပိုင်းနေတယ်နောက်ဆုံးပိတ်အဘိဓမ္မာကြတော့အဘိဓမ္မာက9ကျမ်းရှိတယ်အဘိဓမ္မာ9ကျမ်းဆိုတော့အဘိဓမ္မာတွေကကျေပြန့်တဲ့အတွက်ကြောင့်မလို့ရှေးက9ကျမ်းကတစ်ပိုင်း နောက်ယမိတ်ပဋ္ဌာန်းကတပိုင်းပေါ့ရှင်းငါးချမ်းကဓမ္မတင်ကနေဝိပင်းဓာတုကထာပုဂ္ဂလပညာကထာဝုစုကရှင်းပင်းကတောဥစုနောက်ပင်းကယမိတ်ပဋ္ဌာန်းကတောဥစု12အုပ်ရှိတယ်အဲ့တော့ခုရှင်းပညာသမီးအောင်ထတာဟာလေဘုန်းကြီးတို့ခုအပိုင်း၅ပိုင်းမယ်အာဂု၅ပိုင်းရေးပြေ၅ပိုင်းဗါတယ်တော့အာဂု၅ပိုင်းအဲ့လို၅ပိုင်းဆိုတော့အကုန်လုံး ကိုဘုန်းကြီးတို့ကိုဒီမှာထိုင်နေတယ်ထင်တာကနဩဝါဒပေးသွားတဲ့ဆရာတော်တွေကအဲ့ဒီလိုဆယ်ပိုင်းလို့အောင်းသွားလို့မလို့တိပိတကကောပိတာလို့အမည်ရတာဆယ်ပိုင်းလို့အောင်းလို့ကိုအရှင်မြညာတံပိလင်္ကာရကဝိနည်းရှေပိုင်းနဲ့နောက်ပိုင်းအောင်းသွားပြီးဝိနည်းကောပိတာရတယ်ကိုအလင်ကဒီကဘာဏကရှိတယ်ဒီကဘာဏကအောင်းပြီဆိုလို့ရှိရင်ဒီကနိဂါယကောပိတာဆိုတာကိုဘုန်းကြီးတို့ရေးပြဖြေရအောင်မယ် ါဠိတော်တွေကိုဘုန်းကြီးတို့အာဂုံပြန်တဲ့ခါကြလို့ရှိရင်တော့အာဂုံပြန်တဲ့ခါကြလို့ရှိရင်ဘုန်းကြီးတို့ပါဠိတော်ပဲအာဂုံပြန်ရတာတအုပ်ကိုသုံးရပြန်ရတယ်ပေါ့ဗျာရေးပြကြလို့ရှိရင်တော့ပါဠိတော်ကအမှတ်40မြေတယ်အထကရာကအမှတ်40မြေတယ်တိဃာကအမှတ်40မြေတယ်လေသုံးလီစနစ်120 120တက်က85မှတ်ရမှာအောင်းတယ် ဘုန်းကြီးတို့ကဘာမဲအကြီးကျယ်အကြီးကျယ်ဆုံးဆံမွေးပွဲပဲ33ရက်ကြာတယ်ဘလောက်ကြာတယ်33ရက်ကြာတယ်တဲ့ဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကဘောဓုတံဓမ္မရထသပညာဗုဒ္ဓတာဝကနဲ့ဘောဓုတံအကြမြင်များသောဘုရားရှင်ရဲ့တရားတော်တွေကိုများစွာတည်ထားတော်ဓမ္မရထဘုရားရှင်ရဲ့တရားတော်တွေကိုများစွာဆောင်နိုင်သောတပညာထုကဲ့သို့သော ပုဂ္ဂိုလ်ကိုအဲ့ကထုကဲ့သို့သောဗုဒ္ဓတာဝကံ ဘုရားရှင်ရဲ့တာဝကတွေကိုတဲ့ဒေဝပိနံပတန်တန်တိပြမှုနာပိပတန်တိတော်လူရင်မကဟုနတ်တွေကပါပူဇော်အပ်ပါတယ်တဲ့ဒါကြောင့်မလို့ခွန်ကြီးတို့ရှစ်ဆက်သွားဖို့ဆိုတော့အားမဖြစ်ဘူးလားအားဖြစ်တယ်ပေါ့ဗျာဒါကြောင့်မလို့ဒီအာဂုံပြီးပြီဆိုလို့ရှင်ဒီကျမ်းကဒီဒီကဗန္ဓကပြီးရင်ဒီကန္တိကာယကောဂုတရေးပြကျန်နေတယ်နောက်တစ်လုံးကျန်နေတယ်အကြောင်းဝင်လား နောက်တစ်လုံးကြံပြီးဒါပြီးပြီဆိုလို့ရှိရင်လည်းပဲနောက်ကဘုန်းကြီးတို့အဘိဓမ္မာပိဋကကြီးရှိတယ်။ဘာရှိတယ်။လေကားတက်တယ်လို့ပါပဲ။အောက်အထက်ကိုငုံငုံပြီးငုံကြည့်ပြီးတော့တက်သွား။တက်သွားဆိုတပြည့်ပြည့်တော့ရောက်သွားတာပဲ။တပြည့်ပြည့်တော့ပါလေ။ရောက်သွားတာပဲ။ဒါကငွေတရားအဲ့လိုကြီးခဲ့တာ။တတောင်းဘောတတောင်းစင်တော့အမြင့်ပတ်ချာရန်တတောင်းဆုံးပြန်တော့တလုံးကြံပြန်ပေးသမို့ဖန်ပန်လေးအာရင်တို့လိုရဲ့ကျိုးလျှောက်ရပြန်တဲ့။ ဲ့လိုကြိုးကြိုးစားပြီးတော့ရှားရတယ်ပေါ့ဗျာတခါတည်းကြတော့လည်းပဲပင်ပန်းတော့ရှေ့မဆက်လမ်းနေဘူးပေါ့ဗျာဒါကိုသူကရေးလိုက်သေးတယ်ခါတလေတကယ်ပန်းတာကြောင့်တော်ပါပြီဆက်မလမ်းခြင်းဘူးရတန်းကရမဲကြံဒီလိုတော့ဖြစ်ဖြစ်ပြေးဘူးဒီလိုမဖြစ်ပြေးဘူးပေါ့ဗျာဟုတ်တယ်မဟုတ်လားဒါကြောင့်အဲ့လိုအပေးရတာစကဲမိဟာဘောတဲ့တနေ့မှာဆုံးရရောက်ပါလေစကဲမိမိဆိုလို့ရှိရင်ဘုန်းကြီးတို့ တဏိမာတရွတ်ရွတ်တရင်တရင်နဲ့ဘာဖြစ်တော့ဗျာဆုံးရကိုရောက်မယ်တိပိဋကဒရကောဗိတာကြီးဖြစ်မှာပေါ့ဗျာစကံမိဟာပေါ့တဏိမာဆုံးရရောက်ပါလိမ့်အလယောကဆုတ်ဆန်းရှင်မန်းနဲ့စိတ်နှွအသားဖြစ်အောင်မာလံဝေကံရီအေရနဲ့ငှက်တေးကိုအာယုံဆင်လို့အာအတွင်တမှုသိလိုက်တော့ချစ်ဖွဲ့လူသာဆိုပြီးတော့မှအဲ့လိုအာပိစကားလေးလည်းပဲဝိဒာယရေးသွားတာရှိသေးတယ်ဒါကြောင့်ဘုန်းကြီးတို့တက္ကမအပေါင်းတို့တော်ကောင်းတို့ ဒါကြောင့်မလို့အာပိစကားပြောရတယ်ပေါ့ဗျာဒါကြောင့်မလို့ချီကျူးပူဇော်ဘက်ကိုပြုလုပ်ကြရတယ်ပေါ့ဒါကတော့ဘုန်းကြီးတို့ပူဇော်ရခြင်းရဲ့အကြောင်းပေါ့ပူဇော်ရခြင်းရဲ့အကျိုးလေးတော့နည်းနည်းလေးပြောပြရဆုံးပေါ့ဗျာအချင်းရလည်းသိမရဘူးဆိုတော့အဲ့တော့ဘုန်းကြီးတို့ဇာတ်တော်တွေမှာဆိုလို့ရှိရင်ဘယ်လိုပြောထားသလဲဆိုလို့ရှိရင်ဇာတ်တော်တွေမှာဆိုလို့ရှိရင်တော့လည်းဘုန်းကြီးတို့ဒီတမနာပြမနာနာ ဂုဏဏဂုံရှိကုံသောဂုဏဏဂုံရှိကုံသောတမနာပြမနာနာပြမယံဘုံနာတို့ကိုယံဘုံနာတို့ကိုယံဘုံနာတို့ကိုပေါ့အဲ့တော့ဂုံရှိကုံတဲ့ပုဂ္ဂိုလ်တွေကိုတဲ့အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်တွေကိုတိတ်သောစေရနာသုံးပါးသောစေရနာတို့ဖြင့်တဲ့တိတ်သောစေရနာသုံးပါးသောစေရနာတို့ဖြင့်ပူဇော်မယ်ဆိုလို့ရှိရင်အပိကနာမ အပိကန္နာမနည်းနည်းလေးလှူသည်မမြည်ပါဘူးတဲ့တိတ်သောစေရဏသုံးပါသောစေရဏဖြင့်သောတိတောဘသုတ်သင်စေ၍အဲ့တော့ဘုန်းကြီးတို့ကပုပ္ပစေရဏဘုံပရစေရဏပရစေရဏဆိုတဲ့စေရဏသုံးတန်ရှိတယ်အဋိကသုံးတန်သောစေရဏတို့ဖြင့်တဲ့ဘုန်းကြီးတို့သောတိတောဘသုတ်သင်ပြီးတော့သုတ်သင်ပြီးတော့ချင်းချင်းပြီးတော့ပေါ်လေဂုံတွေကိုတိပိကကြတော့မှာတဲ့ ဒိဏဗရခိဏကောင်းစွာပေးလှူအပ်သော အလှူသည်တဲ့အပိကာနာမနည်းနည်းလေးပြည်သည်နာဟုနတ်တိမဟုတ်ပါဘူးတဲ့နာဟုတိမဟုတ်ပါဘူးတဲ့အဲဒါဘိန်းတို့တက္ကမတွေကကိုအများကြီးပေးလှူကြတယ်ဆိုတော့အများကြီးအကျိုးတွေရမှာပါအဲ့တော့လှူရခြင်းရဲ့အကျိုးပူဇော်ရခြင်းရဲ့အကျိုးဘိန်းတို့တက္ကမဘောင်းတော်တော်ကောင်းတို့ဒီနေ့ကြီးကျယ်တဲ့ခန္ဓာတဲ့ အပြင်စင်တရောအနေထားတရောလွန်တရာမှ ကြီးကျယ်တဲ့ဂုံပြုပူဇော်ဝဲကြီးကိုတဲ့ပူဇော်မယ်ဆိုရင်တော့ပြောเสียမှာလို့ပေါ့ဗျာနည်းနည်းလေးပူဇော်တာတော့မှပဲအပိက္ခဏာမနာဟောတိတဲ့အဲ့ဒါနည်းနည်းလေးပြီးလူတာမဟုတ်ပါဘူးတဲ့ဒီပုဂ္ဂိုလ်တွေဟာနိဗ္ဗာဒနိဗ္ဗာဒဌာနေဖြစ်ရာရဖြစ်ရာဘဝတို့မှာဆိုလို့ရှိရင် မဟာတံပတ္တိမေဝဟောတိမဟာတံပတ္တိနေဝ အလုံးစုံ အလွန်တရာမှအကြီးအကျယ်ပြည့်စုံခြင်းတို့နဲ့ပြည့်စုံခြင်းမြည်သည် ဟောတိဖြစ်ပါပေ၏တဲ့ပူဇော်တဲ့ပုဂ္ဂိုလ်တွေရရှိရတဲ့အကျိုးတရားကဘာလဲဆိုလို့ရှိရင်နိဗ္ဗာတနိဗ္ဗာတဌာနေဖြစ်ရာဘဝဖြစ်ရာဘဝမှာလူဖြစ်ရင်လည်းပဲအပြည့်စုံနတ်ဖြစ်ရင်လည်းပဲအပြည့်စုံလူလောကမှာပြည့်စုံတာဆိုတာဒီကို အကုန်လုံး ပြည့်စုံတဲ့လူကျင်တမရတီအကုန်လုံးပြည့်စုံတဲ့တိုက်တာအဆောက်တွေလားကားတွေလားအချမ်းရံပြိတ္တတွေလားအကုန်လုံးပြည့်စုံကျင်တမရတီကို အကုန်လုံးပြည့်စုံနိုင်ပါတယ်တဲ့အဲ့ဒါကိုမဟာတန်ပတ္တိမေဝဟောတိတဲ့ဒါရတဲ့လူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်တဲ့ကောင်းစွာပြည့်စုံနိုင်ပါတယ်တဲ့ဒါကြောင့်ဘုန်းကြီးတို့ရဲ့တရားမှာပေါင်းသူတော်ကောင်းတို့ခုဒီဒုပိဒက အရှင်မြတ်ဖြစ်တဲ့အရှင်ပြညာသမီးလင်္ကာရအတနေ့ပူဇော်လိုက်တဲ့အတွက်ကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေလည်းပဲဖြစ်ရဘဝဘုံဌာနတို့မှာဆိုလို့ရှိရင်မဟာတန်ပတ္တိမေဝါတဲ့အာလုံးပြည့်စုံမယ်ဘာမှလူလေသေးမရှိအောင်ပြည့်စုံတယ်ပေါ့ဗျာဟုတ်တယ်မို့လားဒါကြောင့်စိန်လူခြင်းသလားအိမ်လူခြင်းသလားတိုက်တာတွေလူခြင်းသလားကားလူခြင်းသလားပေါ့ဗျာကိုယ်လူခြင်းသားတွေကိုအကုန်လုံးပြည့်စုံတာတွေကိုမဟာတန်ပတ္တိမေဝါဟုတ်ดีတဲ့ ဒါကြောင့်နိဗ္ဗာန်တောင်တော့ကောင်းကျိုးချမ်းသာတွေလည်းပဲရစေနိုင်တယ်ဗောမဟာတမ္ပတိဆိုတာဟုတ်တယ်မဟုတ်လားဒါကြောင့်ဘုန်းကြီးတို့တက္ကမအပေါင်းတို့ကောင်းတို့မှာလည်းဒီထာထာမှာပါတဲ့အတိုင်းပဲနိဗ္ဗာန်နိဗ္ဗာန်ဌာနေဖြစ်ရာရဖြစ်ရာရတို့၌မဟာတမ္ပတိနေဝအာလုံသောပြည့်ပြည့်စုံခြင်းတို့သည်ဟောဒီဖြစ်ပါပဲဣတိဤတို့အထာရာစရိယေဟိအထာရာဆရာတို့သည်ဟောစတိဟောစံတိကောင်းစွာမသွေ ဖွင့်တော်မူအပ်ပါ၏ကုန်တည်းခိုင်အလိုမဲ့အချင်းချုပ်ရေစဲချရအောင်ပါဗျာအလိုမဲ့လိုက်ဆိုကြကုသိုလ်တွေကိုစီကိုစီရရှိကြပြီပေါ့အရှင်ဘုရားတပည့်တော်တို့ဒီဒါမနေကျော်လင်္ကာရ၆ဘွယ်ရသာသနာတစ္စဓမ္မစရိယ ဝိနည်းဒါရဝိနည်းကောဝေဒဒီကဘာရငါတိပိတကစာမေဝေနှပုံဆောင်ဖြစ်တော်မူသောအရှင်ပညာသမီးလင်္ကာရဤဂုံပြုဝဲနှင့်ဆက်ဆက်သောလူတန်းရသောဒါနကုသိုလ်သောတရားသောသီလကုသိုလ် ပွားများရသောအာထုရသောဘာဝနာကုသိုလ်ဝေယဝစ္စများကိုပြုလုပ်ရသောဝေယဝစ္စကုသိုလ်ဤကုသိုလ်ကစေရနာတို့ကြောင့်တပိတော်တို့အနာယောဂအနောက်အရှက်ဘေးတန်တန်အန္တရာဟုသမျှတို့မှကင်းဝေးချ၍ 像马头伯话、枪头伯话、笔头伯话、表情也头伯话、骨头也头伯话都本身讲来也，每年半娘，内半枪头咪过，也是也巴留伊，一骨头就一。不把个对过，控制住。 ကြည်မာကြကုန်တော်မိခင်ဖခင်ယေရှုရှင်တော်၎င်းဘဝတန်တရာအဆက်ဆက်ကအစီမျိုးမိဖအဆရာသမားပြောဆက်ခဲ့ကုန်တော်ပုဂ္ဂိုလ်ပေါင်းတော်၎င်းကိုဇောင်းနာဤငါတကြီးဖရာကြီးဤဝန်ချင်အတွင်ပြန်၌ ရှိကြကုန်သောမြင်အမမြင်ကုန်သောအာလုံးသောတတဝါပေါင်းတို့၎င်းကျောင်းတိုက်ဆောင်နာအိမ်ဆောင်နာမြို့ဆောင်နာရွာဆောင်နာသာသနာတော်ဆောင်နာလောကဆောင်နာတရားမင်းမြမမင်းမြမမင်းတို့၎င်း သုံးဆက်တဘုံချင်းလေကုံတော်တတဝအပေါင်းတို့အား၎င်းတပြည့်တော်တို့ဤနေ့၌အရှင်ပညာသာမီလင်္ကာရဤဂုံပြုဝဲနှင့်ဆက်ဆက်တော်ကောင်းမှုတို့ဤအဖို့ဘာကတွေကို ဝမ်းမြောက်နှုမော် တာဓုခွန်နိုင်ကြသည်ဖြစ်ကြပါစေတော့အလုံးကြာကြာသမျာအမြာအမြာအမြာယူတော်မူချပါကုန်လောတာဓုတာဓုတာဓုအလုံးကြာကြာသမျာအမြာအမြာအမြာ ယူတော်မူချဘာကုံလောဓာတုဓာတုဓာတုအာလုံးကြာကြာသမျာအမြအမြအမြယူတော်မူချဘာကုံလောဓာတုဓာတုဓာတု